လက်တဘောမှာပဲနှုတ်ဆက်ရတော့ပဲဂျေဆုပြီ လျက်မှတ်ပင်စစ်ရားကိုဦးဆောင်နေတဲ့အာဆင်နယ်အသင်းဟာအာဂျီတာရဲ့ခက်တဲ့ခေတ်ကိုအစပြုတ်ခဲ့တဲ့အသင်းတိုက်စစ်မှုဒဗီရဲ့ဂျေဆုကိုလာမဲ့ဇန်နဝါရီမှာရောင်းချမှုစီနေလို့သိရပါဗျ။2022နွေရာသီမှာမှန်စစ်သည့်အသင်းကနေအာဆင်နယ်အသင်းကိုပေါင်55ဒဏ်နဲ့ပြောင်းရွှေ့လာခဲ့တဲ့ဂျေဆုဟာအမ်ရိတ်မှာအာဂျီတာရဲ့ခက်တဲ့တော်လှန်ရေးကိုဦးဆောင်ခဲ့သူပါ။မက်ဆီဒီနဲ့အတူအောင်မြင်များစွာကိုရရှိခဲ့တဲ့ဂျေဆုရဲ့အပြောင်းအရွှေ့ကအာဂျီတာရဲ့ရည်မှန်းချက်ကြီးမားတဲ့အာဆင်နယ်စီမံခဲ့တဲ့နှတ်သမီးပုံပြင်ဖြစ်ဖို့မျှော်လင့်ခဲ့ကြပါဗျ။ဒါပေမဲ့ လည်းအိမ်မက်တွေဟာနှစ်နှစ်အကြာမှာပဲအရေးပြောကြသွားခဲ့ရတာပါ။ဒဏ်ရာပြဿနာတွေရဲ့နှိမ့်ဆက်မှုခြေစောသက်သက်မှတ်ရမရှိမှုတွေကဂျေဆုရဲ့နှစ်သမီးပုံမြင်တွေကိုဖျက်ဆီးခဲ့ပြီးတော့ဒီယာဒီမှာတိုက်စစ်မှတ်တဲ့အာတီတာရဲ့အင်အားဖြည့်သိမှုကသူ့ရဲ့အနာဂတ်ကိုချိန်ချောက်လာခဲ့ပါတယ်။ ပြည်ထောင်တင်းစား Daily Mail ရဲ့ဖော်ပြချက်အရဇန်နဝါရီလက FA ဖလားမှာ Manchester United ကိုရှုံးနေတဲ့ပွဲဟာဂျေဆုအတွက် Arsenal ကစားသမားဘဝနောက်ဆုံးပဲဖြစ်တယ်လို့သိရပါဗျ။ဂျေဆုကအဲ့ဒီပွဲမှာ AC အလုပ်ခေါ်တဲ့ဒိုယူစွပြတဲ့ရရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီကလေးကကစားနိုင်ခြင်းမရှိသေးပါဘူး။အသက်28နှစ်ရဲ့ Brazil လက်ရဲစတိုက်စစ်မှုဂျေဆုက Arsenal ကစားသမားဘဝပထမဆုံးရာသီမှာတိုင်ပွဲဆို17ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဒုတိယရာတွေကသူ့ကိုတောက်လျှောက်စွတို့ဒုက္ခပေးခဲ့ပြီးတော့ အခုရာသီမှာလည်းအာဆီယံကြောင့်အနားယူနေရတဲ့တပွဲမှာမကစားရသေးပါဘူးအခုတော့ဂျေဆုအနေနဲ့သူ့ရဲ့မျော်လင့်ချက်တွေမပြင်းပြောက်ခင်မှာပဲအသင်းကနေအချက်ခါရတော့ပဲအချိန်နဲ့ရေဆိုင်နေရတာပဲဖြစ်ပါတယ်လက်ရှိအာဆီယံတိုက်ဆက်မှာနေရာစီကမှခေါ်ယူထားတဲ့ရော်ကာရဲရှိနေတယ်လို့ဟာဘက်ကလည်းနံပါတ်900မှာဂျေဆုရဲ့ပိုကောင်ကစားပြထားပါတယ်ဒါကြောင့်လည်းအာတီတာရဲ့ခေဦးကာလာမှာဂျေဆုကအာဆီယံအတွက်တိုက်ဆက်အသီးကလူဖြစ်ခဲ့ပေမဲ့လည်းအခုတော့ဒန်ယာကပြန်လာခြင်းတော့နေရာရဖို့ရုန်းကန်နေရတော့မှာပါအဲ့ဒီအနေအထားမှာဂျေဆုရဲ့စာချုပ်ကလည်း 2029မှာကုန်ဆုံးမှာဖြစ်ပြီးတော့အာဆင်နယ်အသင်းကဇန်နဝါရီမှာသူ့ကိုရောင်းထုတ်ဖို့ဆန္ဒရှိနေကြတာပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းကပြီးခဲ့တဲ့နွေရာသီကပေါက်သန်း250ကျော်အသုံးပြုပြီးတော့ကစားသမားရှီဦးကိုခေါ်ယူခဲ့တာကြောင့်လည်းဗန်နာရေးစီးပွားနဲ့ကန့်ညီအောင်ငွေပြန်ရှာဖို့လည်းလိုသလိုတစ်ဖက်ကလည်းကစားသမားရဲ့လက်ဆောင်ငွေကိုလျှော့ချဖို့လည်းလိုနေပါတယ်။ဒါကြောင့်ရောင်းထုတ်ရငွေကြေးလည်းရနိုင်ပြီးတော့လက်ဆောင်ငွေပါလျှော့ချနိုင်မယ်။ဂျေဆူကိုဇန်နဝါရီမှာပဲရောင်းထုတ်ဖို့စီစဉ်နေတာပါ။